ဟယ်လိုအားလုံးမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေဆိုတော့မန်ချက်စတာယူနိုက်တက်ကကျွန်တော်တိုက်စစ်မှုနေရာနဲ့ပတ်သက်လို့ရှိရင်အမျိုးမျိုးသတင်းတွေထွက်နေတဲ့ဒီမှာခရစ်စတယ်ပဲလီစ်တိုက်စစ်ကစားမပြီးသူဖိလစ်ပီမာဒေတာနဲ့သတင်းတွေဆက်ပြီးတော့ထွက်လာပြန်တယ်ဆိုတော့ဒီကစားမရဲ့အပြောင်းရွှေ့နေပတ်သက်လို့ဆွေးနွေးကြည့်အောင်ပါညီကလေးနေနေရောအသင်းရဲ့တိုက်စစ်မှာအန်ပွဲမှုကိုရတဲ့ထားအောင်တော့အန်ပွဲမှုကွန်ညာနဲ့မာတီတာဆိုတဲ့တိုက်စစ်၃ယောက်ကိုမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်ကြလား လိုက်စင်မှာမာတီတာကိုခေါ်ဖို့အတွက်ကြိုးပမ်းတင့်နေလို့ရညီကလို့ထင်ကြလားဆွေးနွေးကြပါအောင်ဆိုတော့ပရမတ်တို့အနေနဲ့မာတီတာနဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်တို့ကြည့်ရင်လက်ရှိပေါ့နော်မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့ဟိုခရစ်စတယ်ဘဲလီစ်နဲ့ပေါ့နော်နှစ်နှစ်စာချုပ်သက်တမ်းပဲကြံတော့တဲ့တိုက်စစ်ကစားမဖြစ်သူမာတီတာကိုခေါ်ဖို့အတွက်အမှန်ကန်စိတ်ဝင်စားနေတယ်ဆိုတော့တိုက်စစ်ပြစ်မှတ်တီးတဲ့မှာမာတီတာကိုဦးစားပေးပြီးတော့ဗောနော်ခေါ်ယူဖို့ကြိုးပမ်းနိုင်တဲ့အခြေအနေမှာကိုပဲရှိနေတယ် ရစ်စတယ်ပဲလီစ်ရဲ့ဘက်ကတော့နှစ်နှစ်တတမ်းမဲ့ကျင်တော့တဲ့ကစားမကိုပေါင်25တန်းကနေတန်း30တန်ကြီးနဲ့တင်လက်လွတ်သွားဖို့ပြင်ဆင်ထားတယ်လို့ကျွန်တော်သိရတယ်။ဆိုတော့မာတီတာနဲ့ပတ်သက်ရင်အမှန်ကန်ကျူးပန်းမလား။ဒီနေရာမှာတခုရှိတာကတော့ United အနေနဲ့ပေါ့နော်။မာတီတာဘာညာဆိုတာထက်ပြဒီထက်ပိုပြီးတော့ proven striker မျိုးဖြစ်လေပိုကောင်းလေပဲ။ကျွန်တော်တို့အနေနဲ့တိုက်စစ်မှာဂိုးသွင်းမှုနဲ့ပတ်သက်လို့ရှိရင် အာမခံချက်ရှိနိုင်တဲ့ player တွေလက်ရှိဂိုးတွေတရဆက်သွင်းပြနေတဲ့ကစားမတွေကို ခေါ်နိုင်မှကျွန်တော်ရမှာเนาะခေါ်နိုင်မှကျွန်တော်ရမှာဒါပေမဲ့လို့အသင်းရဲ့အပြောင်းအရွှေ့ budget ကိုကျွန်တော်ကြည့်ရင်အသင်းဟာတိုက်စစ်မှုနေရာမှာနောက်ထပ်ဈေးတွေတုံးဖို့မလွယ်တော့ဘူးဒါပါတော့ကျွန်တော်အနေနဲ့ Matthias Kunya ကိုတန်း60ကျော်ကျွန်တော်ပေးခဲ့ရတယ်ဒါပေမဲ့လို့ installment 3ငါခွဲပေးရတာဖြစ်တဲ့အတွက်တန်း60လုံးတပြုံနဲ့ကြီးပြုံမသွားဘူးဒါအပြင်လက်ရှိ Brian Ampuemu ကိုခေါ်ဖို့ကလည်းတန်း90လောက် ကုန်ပေထားတော့ဒီနေရာမှာတင်အသင်းဟာနောက်ထပ်တိုက်စစ်မှုတစ်ယောက်ကိုခေါ်ဖို့ကြိုးပမ်းတဲ့အခါမှာ အတလောက်ကြီးကြီးငွေများများမကျင်တော့ဘူးအတရင်သုံးလို့ရတဲ့ထဲမှာကိုအသိရထပ်ပါတော့ဗျာဘရူနိုပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီဘယ်လိုပြောမလဲအဝါတို့ပေါ့နော်ကာနာချူရက်ရှ်ဖို့နော်ဝိုင်လန်အန်တိုနီဆန်ချိုထပ်ပါတော့ဒီကစားမတွေကိုရောင်းချမယ်ဆိုလို့ရှိရင်တော့အဲ့ဒီကရတဲ့ငွေတွေနဲ့ကတိုက်စစ်မှုကောင်းကောင်းခွန်မယ်ဆိုရင်ရတယ်ဒါပေမဲ့တိုက်စစ်မှုကောင်းကောင်းခေါ်ပြီးသွားရင်ကွင်းလေကစားမလေးတယောက်နဲ့ဂိုးသမားအပြောင်းလဲမဖြစ်တော့ဘူးလို့ကျွန်တော်ထင်တယ် ။အော်အဲ့ဒီကစားမတွေကိုလည်းရောင်းချနိုင်မယ်။တိုက်စစ်ကလည်းတန်း30တန်းလောက်နဲ့ကျွန်တော်ပြီးသွားမယ်။ဒါဆိုရင်ကွင်းလေကောဂူသမာကောမျှော်လင့်လို့ရတယ်။အဲ့လိုမဟုတ်ဘူးဆိုရင်တော့တိုက်စစ်မှုလည်းကောင်းကောင်းလိုချင်နေဆိုရင်ကွင်းလေတမန်ကရှင်ကအားဖြစ်ပြီးတော့ဂိုးသမားတွေဘာတွေအပြောင်းလဲလောက်ကြတော့မယ်လို့ကျွန်တော်မထင်ဘူး။ဒါတော့ဖြစ်နိုင်ခြေရှိတဲ့တဲ့မှာကျွန်တော်တို့ပရိသတ်တွေအနေနဲ့ကတော့ဟိုဗီတာဂီယိုခရက်စ်တို့လူကစားမတွေကိုလိုချင်တာနော်ဗစ်တာအိုစီမန်တို့လူကစားမတွေကိုကျွန်တော်လိုချင်တာဒါတွေနဲ့ပြည့်နေတယ်ပေါ့လေ။လက်တွေကဘရိုင်ယန်အန်ပွေမူနဲ့မန်ဒီယက်စ်ကွန်ညာတို့တင်ကို ငွေတော်တော်ကုန်သွားပြီဆိုရင်တိုက်စစ်နေရမှာမာတီတာလိုကစားမမျိုးကိုလည်းနှစ်နှစ်သုံးနှစ်ပလန်နဲ့အတင်းဘက်ကကျွန်တော်က choice တစ်ခုဖြစ်ထားကောင်းထားနိုင်တယ်ဆိုတော့ဒါကြောင့်လည်းပဲနှစ်နှစ်စာချုပ်လည်းကျွန်တော်ကျန်တော့တယ်ပေါင်း25တန်းကနေတန်း30လောက်နဲ့ကျွန်တော်ရနိုင်မယ်မာတီတာကတရင်ထွက်လာတာပဲဆိုတော့လက်ရှိဒီကစားမနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ကြည့်အောင်မာတီတာဟာ DRD Premier League မှာ39ပွဲကစားထားတယ်ပေါ့နော် Crystal Palace အတွက်14ဂိုးသွင်းထားပါတယ် နှစ်ကိုဖန်တီးပေးထားတယ်တိုက်စင်မှုကဒါမှမဟုတ်ဘယ်ပြောမလဲခရစ်စတယ်ပဲလို့အသင်းမျိုးမှာကစားနေရတာတော်တော်လေးတော့ဒါအားနေတဲ့နေရာမှာပါတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ပြီးခဲ့တဲ့2023 2024ရာသီမှာမာတီတာဟာ35ပွဲကစားထားတဲ့ပရီးမီယာလိမှာ16ဂိုးသွင်းထားပြီးတော့9ဂိုးဖန်တီးထားပါတယ်2023မှာလည်း29ပွဲထိသူကစားပြီးမှ2ဂိုးပဲသူသွင်းနိုင်တယ်။2021 2022မှာလည်းရာသီမှာလည်းပဲ22ပွဲကစားတဲ့9ဂိုးပဲသူသွင်းနိုင်တယ်။ ဆိုတော့ဒီယာဒီ EFN ကတ်မှာတော့2024 2025ပေါ့နော်လေးပွဲကစားပြီးတော့သူ၃ခုဖန်တီး၃ခုသွင်းတကူဖန်တီးထားတယ်ဆိုတော့ပြောရလို့ရှိရင်ကစားသမားကဗျာ physical ပိုင်းရအခြေအနေကောင်းနေတယ် physical ပိုင်းဆိုတော့ထားပါတော့ကျွန်တော်တို့ကခေါ်မယ်ဆိုလို့ရှိရင်လက်ရှိတိုက်စစ်နေရာမှာဆိုလို့ရှိရင်အမြင်ပေါ်တွေကျွန်တော်ရှင်လူနိုင်တဲ့ကစားမဖြစ်ရမယ်မြန်တဲ့ကစားမဖြစ်ရမယ် physical ပိုင်းတောင့်ပြီးတော့ခန်းစစ်တကူဘူးလီလုံးနိုင်တဲ့ကစားမဖြစ်ရမယ်အရံမောင်းလည်းကောင်းပါမယ်ဟိုးတဲ့ plane လည်းလုံးနိုင်ရမယ်ဗျာ တော့ Manchester City နဲ့ FA Villa Final မှာလုတ်ပြသွားတာဒီအဲ့ဒါမျိုးပဲဒီကောင်အတိအကျကိုလုတ်ပြသွားတာတောင်မန်ကစားမနေရုံနဲ့ပတ်တဲ့နေနဲ့ချိတ်ဆက်တယ်เนาะကျတော့အမြင်ပေါ်တွေကိုသူလုံးဝဘောနော်ဂျူဝဲဝင်းနေရအောင်ယူတယ်ပြီးရင်ကိုကစားမနဲ့ပြန်ချိတ်ဆက်တယ်ဒါမျိုးလုတ်သွားတာအဲ့ဒါကနေပဲသူဝန်စီနဲ့နိုင်သွားပြီးတော့ဖလားရသွားတာဆိုတော့ MOR လက်ရှိသွားကျင်နေတဲ့တိုက်စစ်မှာလူကျင်တာဒါမျိုးပဲပြဿနာကကျွန်တော်တို့မှာအချက်နဲ့ချက်ရှိတယ်နံပါတ်1 28နှစ်ဖြစ်နေပြီ28နှစ်ဆိုတော့ကအသင်းဘက်က အဲ့တလောက်ထိပေါ့နော်ဟိုစိတ်ပါမလက်ပါကျူးပန်းပါအောင်မလားဆိုတာကမေဇဝန်ထုတ်เสียဖြစ်လာပြီအတင်းမက27နဲ့26နှစ်ကြာကကစားမားတွေကိုခေါ်မယ်ဆိုတဲ့တတိနေပဲထွက်ထားတာဘာလို့လဲဆိုတော့ကစားမားတယောက်ကိုကျွန်တော်တို့က investment လုပ်လိုက်ပြီဆိုရင်ယာယီဆိုတာမျိုးတဲ့သူတို့ဟာအ ਨੇ ဆုံးတော့၄၅နှစ်လောက်သုံးကျင်တဲ့ပုံစံမျိုးပါဒီတနေရာခေါ်ပြီးသွားရင်နောက်နှစ်ကျတော့လေဒီနေရာကိုထပ်ပြန်ပြီးတော့အားပြရတယ်ဆိုတာမျိုးသူတို့မဖြစ်ချင်ဘူးအဲကြောင့်ကစားမားတွေကိုခေါ်တဲ့နေရာမှာသူတို့တေချာအလုပ်လုပ်နေတယ်ပေါ့ဗျာတတိနေကတော့ဒါပေမဲ့လို့ပေါ့နော် မာတီတာဒီ နောက်ထပ်3နှစ်လောက်တော့အကယ်လို့သူသာအဆင်ပြေတယ်ဆိုရင်တုံးလို့ရသေးတဲ့ပလီယာမျိုးပါ3နှစ်ပြီးရင်တော့နောက်ထပ်တစ်ယောက်ကိုကျွန်တော်တို့ထပ်ပြီးတော့ခေါ်ဖို့ကျူပန်ကောင်ကျူပန်နိုင်တာပေါ့လေဒါပြီးမဲ့လို့ခုနကကျွန်တော်ပြောလို့ပဲငွေကြေးပန်းအရာကျွန်တော်ကြည့်ရင်မာတီတာဒီ25သန်း330နဲ့ဆိုတော့အတင်းတွက်သိပ်ပြီးတော့ဘယ်တော့ရွေးချယ်စရာများများဆဆမရှိဘဲနဲ့မာတီတာရဲ့အပြောင်းအကျိုးကိုလက်ခံရမယ့်ပုံစံမျိုးလည်းဖြစ်နေတယ်ဖြစ်နေတယ်ဒါကြောင့်အချီနီယားကမာတီတာကိုမန်ချက်စတာယူနိုက်တက်ဘက်ကအမှန်ကန်ကျူပန်လာနိုင်စွမ်းလည်းရှိတယ် ဖီဇီကယ်ပိုင်းရလဲအဆင်ပြေတယ်။ဒဏ်ရာပြဿနာတွေလည်းကျွန်တော်တို့ကင်းနေဆိုတော့အသင်းတွေကသတင်းကောင်းမယ်။ကျွန်တော်တို့ရဲ့ကစားမားတွေကဒဏ်ရာတွေနဲ့ချင်းလုံးပန်းနေရတာဆိုတော့မာတီတာဒီအသင်းတွေတကယ်ကောင်းတဲ့အစားထူမှုဖြစ်ကောင်းဖြစ်လာနိုင်ပြီမဲ့လို့ဒီထက်ပိုပြီးတော့ဗောနော် twin goal နဲ့ပတ်သက်လို့ရှိရင်အာမခံချက်ရှိတဲ့ကစားမားကောင်းတွေကိုခေါ်နေမှကျွန်တော်ရမယ်။ဆိုတော့12 goal 14 goal လောက် twin ထားတယ်ဆိုတာမျိုးကတကယ်တမ်းကကြီးနေစရာမရှိဘူး။ကိုရီးရဲ့ striker တယောက်ကအနည်းဆုံးတော့20နဲ့25ကိုကြာကို twin နိုင်နေမှရမှာ။ တိုက်စစ်မှာကဒါမှကျွန်တော်အနေနဲ့ပေါ့နော်အခြေအနေကောင်းပါအဲဒါဆိုတိုက်စစ်မှာပြဿနာအရင်ကြီးနေလို့ပဲသူများအသင်းကြီးရဲ့တိုက်စစ်တွေကိုကျွန်တော်ကြည့်လိုက်ရင်တွင်းကို20နဲ့25ကြာကတရားတွေကိုရတယ်ဆိုတော့ကိုရီခွန်မဲတိုက်စစ်မှုကလည်းတွင်းကိုက20နဲ့25ကြာတိအာမခံချက်ရှိနေတဲ့ player မျိုးကျွန်တော်ဖြစ်မှရမှာမာဒီတာကအဲ့လိုကစားမှမဟုတ်ဘူးတွင်းကိုနဲ့ပတ်သက်ရင်ဒါဗီမဲလို့ပေါ့နော်တွင်းကိုကလွယ်လို့တခြား factor တွေမှာအများကြီးကျွန်တော်အံဝင်ခွင့်ကြဖြစ်နေတဲ့ player ဖြစ်နေတယ်25တန်းနဲ့တန်း30ဆိုတော့လေအသင်းဘက်ကတွေးစရာကျွန်တော်ဖြစ်လာတယ်ညီကလို့ရောဘယ်လိုမြင်ကြလဲ မာတီတာကိုခေါ်ဖို့အတွက်ကြိုးပမ်းတင်တယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုချစ်သူများကြီးတို့ပါနဲ့